ဒီတက်ကြွအောင်လုပ်ပေးပါနားကျင်ခဏပြုံးနားတိုက်ဟာအဲ့လိုပြရမှာအခုတော့ဘယ်မှာပြပြခံလိုက်ရပြီကြာဆုံးသွားပြီဆိုတော့တို့တို့ယင်ထဲမှာနားတယ်ဗျစစ်သားကြည်ကွဲနေတာငါဟုတ်မလို့မင်းကိုကြည်နေမင်းကြည်ကွဲနေတာပဲဟာလေအဲဖွားကြီးထောက်ခံတဲ့သူတွေကလေပြောလိုက်ဆင်ဖမ်းမယ်ကြားဖမ်းမယ်လို့တို့တို့လေနော်အာမဟုတ်တာလည်းမဟုတ်ဘူးပြောရင်ဆင်ဖမ်းမယ်ကြားဖမ်းမယ်ပြောလိုက်ရင်ဟို သူတို့မှသူတို့လက်ခုတ်ထရရေးမလဲမြန်မာနိုင်ငံကြီးရပဲဟိုသူတို့လက်ခုတ်ထရရေးသူတို့လှုပ်ရှင်တိုင်းမြန်လှုပ်ရတယ်လို့လို့သူတို့ဝင်ရှင်တိုင်းဝင်ထွက်ရှင်တိုင်းမြန်ထွက်ရတယ်လို့လို့အဲ့ဒါကြောင့်တော့စင်ဖမ်းမယ်ကြောက်ဖမ်းမယ်အဲ့အဖွားကြီးထောက်ခံတဲ့သူတွေကလေနော်နော်နာမည်ထည့်ပြောမယ်နော်ဒေါ်အောင်ဆန်းစုကြည်ကိုနော်အဲ့အဖွားကြီးကိုထောက်ခံတဲ့သူတွေကကျက်ဘူးမှမပြေပညာတက်လေကျက်မပြေလေပဲပညာတက်လေဟိုပြောလိုက်တဲ့စကားကဒီစကားကဖြစ်နိုင်ရင်မဖြစ်နိုင်ဘယ်တော့မှမတွေ့တော့ အဲ့ကြောင့်မလို့ညီတို့အဖွားကြီးကိုထောက်ခံတဲ့သူကိုလေစာမရေးတတ်တဲ့သူကိုလိန်ခိုင်းအဲ့ဆိုနေနေရုပ်လေကြည့်ကြည့်ပါဦးပြောနေတဲ့သူရဲ့ရုပ်ကိုအောင်မှာကြက်မပြေတယ်ရုပ်ပေါက်နေတာပါအဘကနေစာရေးရေးကြည်လာပြီဆိုတော့အေယာဝီမြစ်ကအော်ကြတော့မှာပေါ့ဗျာဒုက္ခကြီးဒုက္ခကြီးဖြတ်ထားလိုက်ပါသူကိစ္စသူရှင်းလိုက်ပြီးသူပြီးသူနဲ့အရင်လဲလက်ကြည့်နေတယ်အဲ့တော့ရေးပေးကြစေဆိုစစ်သားတွေမတုံးပါနဲ့စစ်သားတွေစစ်တိုက်ခိုင်းပါဟုတ်တယ်နော် ငရင်လှုပ်လို့လဲစစ်သားတွေမတုံးပါနဲ့သူပြစ်ဆက်သူလှုပ်လို့စစ်သားတွေကိုစစ်တိုက်ခိုင်းပါစစ်တိုက်ပါအာဆောင်နေတဲ့ရခိုင်တို့ဘာတို့လဲတိုက်ပါ အဆောက်ထုံးမြန်နိုင်ဟမ်ခေါ်လာမျိုးတွေအားလုံးပဲငလင်ပြီးရေးပြီးနဲ့မေးပြီးတဲ့မများသုံးကိဝင်ကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် revolution channel လေးရပြန်နေကြိုးစားလိုက်ပါတယ်ဗီဒီယိုလေး reaction လို့တော့ပေးခင်မှာတော့ယနေ့ ဒွန်လ6ရက်နေ့တောက်ကြနေရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွင်းဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးကြီးပြီပို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ကတော့စေကောင်းဆောင်တွေရဲ့၎င်းတွေကိုကျူးစီပေါက်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားဖြင့်တင်ထားတာဒီနေ့မှဆိုရင်တော့ပေါင်း989ရရှိပြီဖြစ်ပါတယ်။နေတော်စစ်ကောင်စီကတရရတာတွင်တည်ဆုံမှုစီးမှာတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာ14ကောင်10ဦးကိုတော့ရှင်မိထားပါဗျ။နင်သာရီတိုင်းဒဝင်မြို့နယ်မှာ17ကောင်၊နင်သာရီတိုင်းရေဖြူမြို့နယ်မှာ6ကောင်၊နင်သာရီတိုင်းတနင်္သာရီမြို့နယ်မှာ2ကောင်၊စကိုင်းတိုင်းတမူးမြို့နယ်မှာ3ကောင် စကိုင်းတိုင်းမုံရမြို့နယ်မှာတော့သုံးလင်းဝင်ရောက်ပြီးပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာသုံးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်နောက်တဲ့တဲ့ပုံဒီနေ့ကတော့တောင်းမျိုးသားလူမျိုးရေးကျွန်တော် DNL နေဖြင့်ပြည်သူနဲ့အတူရက်တီနေကြောင်း DNL ပြောရေးဆိုခွင့်ရှိသူရေရီဦးကထက်မှန်တီးပြီးအကယ်၍ စစ်ကောင်စီနဲ့တွဲဆုံဆွေးနွေးဖြစ်ပေါ်လာပါကလည်းရခိုင်ဆွေးနွေးမှုများအတိုင်းရက်တီဆွေးနွေးသွားမယ်လို့လည်းပြောကြတာတွေ့ရှိရပါတယ်။အဲဒါတော့တရန်လျာပြည်သူမှသူတို့သစ္စာရှိမယ်ဆိုတဲ့အကြောင်းနဲ့သူတို့လူချင်းတဲ့အချက်လေးတွေဟာပြည်သူတွေလူချင်းတဲ့အချက်လေးတွေပဲဖြစ်တဲ့အတွက်ယာရီမပေးဘူးဆိုရင်စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့လည်းအခိုင်အမာပြောနေတာတော့တွေ့ရပါတယ်။တရန်လျာလက်ရှိစီးရေးနိုင်ငံရေးဆိုင်ရာများနဲ့ပတ်သက်ပြီးဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာအထပ်ပါတိုင်းထပ်မံတည်ပြပြောကြားခြင်းဖြစ်ပါတယ်။တွေ့ဆုံဆွေးနွေးလှုပ်ဆောင်ရမှာတော့ပြည်သူလူထုအတွက်ဥတီပြီးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းတွေ့ဆုံဆွေးနွေးမှုမှာ ရောက်တဲ့နေရာမှာချက်ချင်းအပြစ်ရရန်ဘူးစစ်တိုက်ခိုက်မှုများရရန်နဲ့လူမှုစာဝင်တွေပြေရှင်းနိုင်ရေးဖြတ်တန်းသွားတာများကိုပြုလုပ်ခွင့်ရတဲ့မြောက်ကသာ KNDN လေးဘက်ကဆွေးနွေးခဲ့တယ်လို့ပြောထားပါဗျ။ဆက်လက်ပြီးတော့မှတကယ်လို့ပြည်စုံမှုဖြစ်လာတဲ့ဆိုလဲဒီချက်တွေကိုပဲခြေခံပြီးတောင်းရတာဖြစ်ပါတယ်လို့လည်းလူရည်ကပြောထားတာတွေ့ရှိရပါတယ်။ကဲဒါကတော့ဒီလိုမျိုးသူတို့ရဲ့တောင်းဆိုမှုကိုလက်ခံမဲ့ဆိုရင်တော့သူတို့ရဲ့တော်လိုင်းရေးဟာသူတို့ပြောင်းမဟုတ်တော့ဘူးဆိုတာကိုလည်းကိုယ်ကွင်းမြောင်ပြနေဖြစ်ပါတယ်။စစ်ကောင်စီကိုစေအာနာရှင်ကိုမင်းအောင်နိုင်ကိုထုတ်ချဖို့တည်းဆိုရင်တော့တို့ဒီမှာမှာရှိတဲ့ ော်လန်ရဲဘော်တွေကပဲအဓိကဥဆောင်ပူးပေါင်းပြီးတော့လှုပ်ဆောင်မနေတာတခုရောက်နေတဲ့နေသားပါပဲတင်အလီတိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့နောင်ချူမြို့နယ်မှာတွင်မှာတိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေပြီးပြည်သူတွေအနေနဲ့စေရေးရာစိတ်ပူစရာမလိုကြောင်းတင်အလီသတင်းပြန်ကြားရေးတာဝန်ရဲ့ရေဦးကဒင်းသာရှင်းလင်းမှပြောထားပါဗါအောင်ကျုံမြို့နယ်တောင်ခမ်းပေါ်မှာလက်ရှိချိန်ထိတစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီးစည်ရေးပိုင်းကိုတော့စိတ်ပူစရာမလိုပဲစည်ရေးပြူအတိုင်းစောင့်ရနေတာဖြစ်တယ်လို့လွေးရည်ဦးကရှင်းလင်းထားတာပြောပါတယ် အောင်ချုံမြို့နဲ့ကိုးမိုင်ဝင်းကျင်သာဝေးတဲ့ကံကြီးရွာနီးမှာတိုက်ပွဲတွေဖြစ်နေပြီးစစ်တပ်ကလက်နက်ကြီးဒုံးတွေနဲ့ပစ်ခတ်နေတာကြောင့်မြို့ကန်တွေစစ်ပေးစတင်တင်းချောင်လာကြသလိုအသိနေထားနေထိုင်ကြတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားပါဗျ။ဘုံမရက်ကတော့နောင်ချိုကိုသူတို့စစ်တပ်ကနေပြီးတော့ပြန်လဲတိမ့်တို့ရတော့မယ်ဆိုပြီးတော့ပျော်ရွှင်ပြီးတော့ပေါကုံးပြောနေတာလည်းရှိနေပါဗျ။အကျန်းဖက်တွေကိုထောက်ခံဝိုင်းရံအားပေးတဲ့လူတွေအတွက်ကတော့နားထဲကိုတန်ယူဘူးတောင်းထည့်တယ်လို့ပဲခံစားရမှာဖြစ်ပါလိမ့်မယ်။ဒီကနေ့ဦးစင်းတို့ ပြည်ဦးလည်းအနောင်ချုံမျိုးနယ်တဲ့ကအုံမဒီအုံမခါဆိုဥစဉ်ခဏခဏပြောတော့ပါဗျာအလုံးလဲကြားမှာဗျာတက်ကောအုံမဒီအုံမခါတော့ပေါ့နော်ဒီကနေ့မှာတော့ဥစဉ်တို့တမတော်ကနေမှဟိုတလောကဥစဉ်တွားခဲ့တယ်လို့ပဲဖြစ်တော့ဥစဉ်နဲ့ဒီတိုက်ပွဲဆိုကီလိုမီတာ900လောက်တော့กว่ามาပေါ့နော်ဒီနေ့မှာလဲထုံနီတူသွားပါဗျာဥစဉ်တို့တိုင်းပြည်ရဲ့တကယ်တွေ့ရကောင်းနေပေါ့ဗျာတိုင်းပြည်ရဲ့ တက်မတော်ဒူရဲကောင်းတက်မတော်ဒါဒူရဲကောင်းနေရအကုန်လုံးပေါ်ပြနိုင်ငံဝန်ထမ်းဒူရဲကောင်းနေရတိုင်းပြည်ကြီးရင်းချမ်းမှုတိုင်းပြည်ကြီးအေးချမ်းမှုအတွက်ကိုအဲ့ကိုပြာနာမထားပဲနဲ့တကယ်ကိုလေးစားစရာကောင်းတဲ့တိုက်ွက်မျိုးနဲ့อืม PPCC ပေါ်ဆောင်တိုက်ခဲ့ရမှာအိုမလီအိုမဂါတဲကော်ဘက်မှာရှိတဲ့အကျန်းဖက်တရား အတုံးယုံမဲ့အလောင်းကိုဆွဲအတုံးယုံမဲ့အသေးများပြီးဒိုင်ရန်တန်ချက်တွေများပြီးအလောင်းကိုတောင်မှကုံအောင်မဆွဲနိုင်မဲနဲ့အလောင်းများနဲ့လက်နဲ့များကိုလည်းကြံခဲ့ပါတယ်ဗျအခုကြံခဲ့တယ်တော့ပြောတာပဲပြပုံလည်းမရှိဘူးဗီဒီယိုလည်းမရှိဘူးဘာပတ်သက်တယ်မှမရှိဘူးဘယ်ကဘယ်လိုကြားလဲလည်းမသိဘူးဒီကောင်တွေကဘာအခုလိုဖြစ်နေလဲဆိုတော့ online ဘက်ကသတင်းတွေကိုဝင်ကြည့်လိုက်ရင်အကုန်လုံးသူတို့ရဲ့စေကူးတွေကိုလုံးတန်းစီရင်နေရပဲ ရားတော်စင်ပြပြဝေဆိုတဲ့အတိုင်းပဲသူတို့ရဲ့ပြောတဲ့သူတို့ဘာပြောတဲ့တရားတော်စင်ဟာရင်းမှာအကုန်လုံးဝင်ရလေးနဲ့မဟုတ်ပြပြဝင်နေတဲ့နေသားကူဖြစ်နေပြီအဲ့လိုကြည့်ပြီးတော့ပေါက်ပွဲပြီးတော့လက်ရှိချိန်မှာတိုက်ပွဲဖြစ်ပြီဆိုတော့သူတို့နိုင်ပြီဆိုပြီးတော့တထပြောနေတဲ့ဘောမာရီရဲ့နေသားဖြစ်နေပါတယ်သူလည်းနောင်ချိုမှာတိုက်ပွဲတန်လီကြားလာနေတဲ့တက်ကနေပြီးတော့တက်သိမ်းပြန်ပြီဆိုအော်ပြန်ပြီပြီးတော့တရားတော်စင်အောင်ရမယ်ဆိုအော်ပြီးတရားတော်စင်ပြပြဝေတဲ့နေသားကိုရောက်အောင်ပါမယ်အခုလိုခင်ဗျားတို့ပေါက်ကိုတော့ပြောတဲ့စကားကိုနားထောင်လိုက်ပြီအာဖုန်ကြီးကလူဒေတာကိုဝန်တာလဲဘာနဲ့ညိတယ်ညာနဲ့ညိတယ်ဘာညာဦးစင်းကပြောပြီးပြီပဲလူဒေတာကိုဝန်တာလာမဟုတ်ပါဘူးဗျာ ဒေတာကြေတာကိုဦးစင်းတို့ကမြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ပါဘူးဗျာနော်ဒီရှိလဲမရှိဘူးရှိမယ်ဆိုတော့မင်းတို့စစ်ကူးတွေပဲရှိမယ်ဝင်းရမောင်းနေတာဒေတာကြေတာကိုဦးစင်းတို့ကမြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ဘူးတို့ဘင်ဒါပေမဲ့ဦးစင်းတို့အနေနဲ့ကဒီအကျန်းဖက်တွေမရှိမှာပဲဒီခင်ဗျားတို့အုံမလီအုံမကတဲကိုအဲ့ဘက်30ဆိုအကုန်လုံးနေရာတွေကတကယ်အေးချမ်းတဲ့နေရာတွေနော်တကယ်အေးချမ်းတဲ့နေရာတွေတကယ်ငြိမ်းချမ်းတဲ့နေရာတွေတကယ်စီးပွားရေးလုပ်ကောင်းတဲ့နေရာတွေနောက်ထပ်သတင်းပုတ်အနေနဲ့ကတော့တရုတ်ဆိုးရဟာကချင်းလွတ်လပ်ရေးအဖွဲ့ အချင်းလက်တမတော် KIO KIO ကိုတိုက်ပွဲမဖော်ဆောင်တော့ဘဲစစ်ကောင်စီနဲ့ဆွေးနွေးဖို့အမြဲတမ်းပြောဆိုနေတယ်လို့ KIO KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောထားပါဗျာ။လက်ရှိချိန်မှာတော့တရုတ်ရဲ့ PR ကို MNDA, PNLA, KIA, IKA တို့ AA တို့ပုံလုံးခါးစီခံနေရတာဖြစ်ပေမဲ့လည်းဘယ်ဘက်ကိုရွေးချယ်မလဲဆိုတာကတော့အဓိကကြားရချက်ဖြစ်ပါတယ်။ MNDA လို့တရုတ်ရဲ့ PR ကိုမကြောင်လွှားနိုင်ပဲနဲ့ပဲတရုတ်ကိုပဲရွေးချယ်သွားမလားပြည်သူတွေကြောက်ခိုင်းသွားမလား။ဘာမို့လဲပြည်သူတွေဘက်ကိုရက်တီးပြီးတော့ဆုံးထိ တဲ့ပုံဝင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်မိတာလို့ဖြစ်ပါတယ်။ PNR 6လောက်ကြာစင်နေခဲ့တဲ့ဗန်မျိုးသိန်းတိုက်ပွဲကိုစက်မတိုက်ပဲပြည့်ရပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့တရုတ်ဒူးကိုစလဲကပြောဆိုကြောင်းအင်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့တရုတ်ဆိုရကတော့တိုက်ပွဲဖြစ်ဖို့ကိစ္စကတော့အမြဲတမ်းပြောနေတာပဲလို့ဗမူးကြီးနော်ဘူးကလည်းပြောပါတယ်။ PNR ဗန်မျိုးကိုပြီးသက်သိမ့်ပိုင်နိုင်ရေးကျူးပန်းနေပြီမဲ့အဲ့ဒါလုံးမှာစည်ရေးပြန်လဲငြိမ်းနေတယ်လို့ သတင်းသတင်းမီဒီယာလည်းဖော်ပြထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့တရုတ်ကြီးရဲ့ကောင်းမှုနဲ့ပြန်ရလိုက်တဲ့လာရှုမျိုးကိုစစ်ကောင်စီကဒေချောင်းကနေအင်အားပို့နေတယ်လို့ MNDA နဲ့ TNL ထိချုပ်ထားတဲ့မျိုးနဲ့ချို့ကိုလည်းဒေချောင်းကနေကင်းထောက်မှုတွေပုံမလုပ်လိုက်လို့ဒေသခံချို့တွေကပြောလာပါပြီ။လာရှုမျိုးကိုစစ်ကောင်စီကတက်ရဟရင်ချို့စဉ်သက်ခဲ့တယ်လို့ MNDA ထိချုပ်ထားတဲ့တင်ညီမျိုးနဲ့ TNL ထိချုပ်ထားတဲ့နန်းဆန်မျိုးနဲ့တို့ကိုလည်းကင်းထောက်လိုက်ရင်မကြာခဏ ပြန်ဝဲနေကြောင်းဒေသခံပြည်သူတွေပြောပါတယ်။မနေ့ကစီကောင်စီကတိုင်နီနဲ့နန်းဆန်ပါဝင်ရှမ်းပြည်မြောက်ပိုင်းကမြို့နယ်ချို့မှာအေးရုံလေရင်ပြန်ဝဲမှုထူးခြားတဲ့အခြေအနေတွေရှိနေတယ်လို့ဒေသခံတွေပြောထားပါတယ်။ဒေါက်တာသတင်းပုံအနေနဲ့ကတော့အာဏာသိမ်းစီကောင်စီရဲ့မတရားဖမ်းဆီးတင်းချောက်မှုကိုခံရရတဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဗီဒီယိုဝင်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖြေရှင်းမှုကိုတောင်းဆိုမှုတွေရှိလာပါတယ်။ကိုစားဘေးပတိပါတီရဲ့လူခွင့်ရေးကော်မရှင်ကလောလောလတ်တင်ပြထားတဲ့မြန်မာပြည်တွင်းအခြေအနေတွေကြောင့်စီရင်ကန်စာမှာဒေါက်အောင်ဆန်းစုကြည်လူမျိုးရေးအတွက်ဗီဒီယိုဝင်ကြီးချုပ် တမာကပိုပြီးထက်တဲ့ဝင်ဝင်အားထက်ကျိုးပန်းတဲ့ကြောင့်တတ်တွန်းထားတာလည်းတွေ့ရှိရပါတယ်မြန်မာစစ်တပ်ဟာတောင်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေကိုဖမ်းဆီးထားစေပြုံတာမှာကနိုင်ငံနှက်ကရဲသားတွေကိုပြစ်မှတ်ထားတဲ့လေယောင်းတိုက်ခိုက်မှုတွေစုလိုက်ပြုံလိုက်တစ်ဖြက်မှုတွေနဲ့အမျိုးမျိုးသောကျူးလွန်မှုတွေကိုကျူးလွန်နေကြောင်းလည်းဖော်ပြထားပါတယ်အစီအစဉ်ကစားကိုဥဆောင်ပြုစုသူတွေတက်မှာအခုဖြစ်တဲ့နိုင်ငံသားရဲ့ဝင်ကြီးဆောင်တင်မလူတန်ကလည်းတောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံ တုံ့တွေ့နေရတဲ့အခြေအနေကိုထုတ်ပြောပြဖို့ခက်ခဲလွန်းတဲ့ဆင်းရဲဒုက္ခမျိုးတွေလိုမှတ်ချက်ပေးခဲ့ပြီးဗီဒီအင်ဆိုးအနေနဲ့ချက်ချင်းလက်ငင်းတုံ့ပြန်ကင်ရွယ်ပေးဖို့လိုနေကြောင်းလည်းထောက်ပြခဲ့ပါတယ်။ဗီဒီနိုင်ငံရဲ့ဝန်ကြီးဒေးဗစ်လမ်မီကလည်းဒေါ်ဆန်းစုကြည်ကိုပြန်လို့ပေးဖို့လူသိရှင်ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။ ဒီအခုကင်းပြင်းနေမှာတော့ဒါတဝုံတကြီးကြီးနဲ့ဒါပွဲတွေပြင်းထန်ပြီးတော့နေ့စဉ်ပေါ့နော်ကျွန်တော်ဒီပြည်သူတွေဆိုရင်အာဒီနေ့စကန်တစ်ခုအဲနောက်နေ့စကန်တစ်ခုအခုစဉ်အကုန်လုံးတွက်နေကြတယ်ဒါပြင်းဘယ်စကန်အဲအဲ့လိုတောင်တွက်နေရတဲ့အစဉ်တွေထိဖြစ်သွားပြီပေါ့နော်အဲဘယ်လိုပဲဖြစ်အခုလိုမျိုးကြီးဒါမြန်မြန်ဆန်ဆန်ဝိုင်းပြီးတော့ဒါတီးခတ်နေကြတာပေါ့နော်အဲ့တော့ဒါတောင်ပိုင်းမှာလည်းတကယ်အားရစရာလေးကောင်းတယ်အဲ့ထက်မှဒါကျွန်တော်ဒေါ်လင်းတက်ဖွဲ့နေစကားပြောပြတဲ့ခါပေါ့နော်ဒီအောင်စီရနဲ့ပတ်သက်လို့ထူးကြတယ်လေတွားတွေ့ရအဲ့ဒါတော့အောင်စီရကအောင်စီရနဲ့ပြန်တိုက်ခတ်နေရပြီအဲအဲ့လောက်စားလေတကယ် ဟိုအခုတပ်ဖွဲ့ဝင်နဲ့ပြောပြမှာပါเนาะပြီးတော့ဒီဒီအကြောင်းကိုလည်းကျွန်တော်တပ်ဖွဲ့ဝင်တွေနဲ့အင်တာဗျူးပုံစံလုပ်ပေးဖို့ရှိတယ်ပေါ့เนาะအဲ့ဒါဘာလဲဆိုတော့ဒီအောင်စရာကနေပြီးတော့အကြောင်းမျိုးမျိုးနဲ့ပေါ့เนาะဒီဘက်ရောက်လာတဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေဘက်ရောက်လာတဲ့သူတွေရှိတယ်လက်နက်ချားတဲ့သူတွေရှိတယ်အလင်းဝင်တဲ့သူတွေရှိတယ်ဖမ်းမိတဲ့စစ်တုံးမန်းတွေလည်းရှိတယ်ပေါ့เนาะအဲ့ဒီထဲကနေမှဒီသူတို့တွေကတချို့ကဆန္ဒပြင်းပြစစ်ကောင်စီကိုပြန်တိုက်ဖို့အတွက်ဆန္ဒပြင်းပြအဲဆန်အဲ့လိုမျိုးဆန္ဒပြင်းပြတဲ့သူတွေကိုတင်တန်းပြန်ပေးပြီးတော့အခုဆိုရင်အဲ့ဒီတင်တန်းပေးခံရတဲ့သူတွေတွေက ဒါတတော်များများကပေါ့နော်စစ်ကောင်စီကိုပြန်တိုက်နေပြီဆိုပြီးတော့ဒါကျွန်တော်တို့သိရဟာအောင်စရာကအောင်စရာကိုပြန်တိုက်နေတဲ့အဆင်ဖြစ်နေပြီနော်အဲကြတော့ဒီဘက်ကတပ်ဖွဲ့တွေကပြောင်းလဲတစ်ခုအနေနဲ့လှုပ်လိုက်နေတဲ့အကြောင်းကိုပြောအောင်ဘာဖြစ်လို့လဲဆိုတော့ဒါရန်သူလေရန်သူကနေမှကိုယ့်ဘက်ကိုရောက်လာတယ်တော်ရုံစိတ်နဲ့တော့ဒီဘက်ကအဖွဲ့အစည်းနဲ့ပူးပေါင်းမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ချိုးကဖမ်းခံရတာချိုးကတုံ့ပန်းလေအဲ့လိုမျိုးပေါ့ချိုးကကြတော့ဟိုဘက်မှာနေလို့အဆင်မပြေတော့ဒီဘက်ကိုထွက်ပြေးကြတာဟိုပူးပေါင်းနေပဲထားပါတော့လင်းဝင်တာပေါ့နော်အဲ့ကြအဲ့လိုမျိုးအဖွဲ့တွေကစစ်ကောင်စီကိုပြန်တိုက်ဖို့ဆိုတာဒါတကယ်ပြောရင်တွက်ကြည့်ရင်တော့ မဖြစ်နိုင်ဘူးကတော့ဒါပေမဲ့အခုတကယ်ဖြစ်နေပြီအဲ့ထဲမှာဒါတက်ဖွဲ့တယ်ဘယ်လိုလဲဆိုတော့ဒီဒီအဲရောက်လာတဲ့သူတွေတွေရပါတော့ပြန်တိုက်မယ်ဆိုရင်ဆန္ဒပြုတဲ့သူတွေရှိတယ်အဲ့လူတွေကအခုပြန်တိုက်ကြတယ်ပြန်တိုက်တဲ့ချိန်မှာတချို့ကကြောက်လဲဆန္ဒမပြုဘူးမတိုက်ချင်ဘူးအဲ့လူတွေလည်းထားအဲ့လူတွေတော့တက်တက်ပါတော့ဒါပေမဲ့ပြန်တိုက်နေတဲ့အဖွဲ့တွေကမတိုက်ချင်ဘူးဆိုတဲ့အဖွဲ့တွေနဲ့တွေ့တဲ့အခါမှာဗာပြောလဲဆိုအဲ့ငါတို့က PDF ဖြစ်သွားပြီအဲမင်းတို့ကငါတို့တူလို့ဘူးပေါ့အဲ့လိုပုံစံမျိုးတွေကစားပြန်ပြောနေကြတာပါတော့ပြီးတော့ချိုးဖွဲ့ဆိုရင်လည်းအရန်အကူပါတယ်တဲ့ အဲတကယ်ကိုပေါ့နော်တကြက်ကြီးအစ်နေရအစပေါ့နော်အစစ်ကောင်စီကိုပြန်ပြီးတော့ဖြုတ်နေတဲ့အပိုင်းတွေမှာတကယ်ကိုစိတ်ချရတဲ့အစ်နေတောင်ဖြစ်နေပြီဆိုပြီးတော့သိရတာပေါ့နော်ဟာအဲ့ဒါရမိုက်တယ်ရန်သူကိုပေါ့နော်ရန်သူကိုသူ့ရိုးနဲ့သူ့ပြန်ထိုးတယ်ဆိုလူအင်အားတွေပါပါလာပြီလက်နဲ့တကယ်ရနေတယ်မဟုတ်တော့အဲဒါတော်တော်ကိုအဲကောင်းမွန်တဲ့တရင်တစ်ခုဖြစ်တယ်အထူးကြတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါလည်းဝင်မြခြင်းတယ်နောက်တစ်ခုကတော့ကချင်ပေါ့နော်ကချင်မှာတော့ကျွန်တော်ဒါပုံမော်ဆာက27မှာဒဏ်ရာလူနာတွေများလို့ပေါ့နော်တဏီယာနဲ့တဏီယာရွှေ့ဖို့ပြုတ်ဖို့ဒဏ်ရာရတဲ့ကောင်တွေကို အဲသူတို့စေကူတာလို့ရတဲ့နေရာမျိုးတွေကိုရွှေ့ဖို့အတွက်ကိုအခက်အခဲဖြစ်နေလို့အရက်သားကားတွေလိုက်နာနေရတယ်စေစေကောင်စီဖြစ်ပြနေရနော်အာဏာသိမ်းထားတာသူတို့နော်အဲ့ဒါအောင်ပါပဲဒေါ်လာရင်းတက်ဖွဲ့တွေကိုကြောက်လန့်ပြီးတော့ဒီလမ်းပေါ်ကနေသွားဖို့အတွက်ကိုအာတေခုနလိုပေါ့နော်စစ်ကားကိုမတုံးရဲတော့ပဲနဲ့အရက်သားကားကိုလိုက်နာနေရတာရှိတယ်ဒါလည်းမပူပါနဲ့ပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေကလည်းဒီဥဆန်နဲ့ပတ်သက်လို့သူတင်ပြင်ဆင်ထားမှသိကြတယ်ဒါပေမဲ့အခုကဒီဒီအားလေးလည်းသိစေချင်တယ်ပေါ့နော်အဲအဓိကတော့စစ်ကောင်စီဘယ်လောက်ထိဖျော်ဖျဲဖြစ်နေပြီလဲစစ်ကောင်စီဘယ်လောက်ထိ ြောက်လန့်နေပြီလဲဆိုတဲ့အကြောင်းကိုသိအောင်လို့အခုလိုမျိုးလေးဒါကျွန်တော်သိရတာကိုပြန်ပြီးတော့ရှင်းပြပြတာပေါ့နော်အဲဒါတော့မှပဲသူကတချို့နေရာတွေမှာစစ်ကြောင်းထိုးဖို့အတွက်ပြန်ပြီးပြင်ဆင်နေရတယ်ရှိတယ်ပေါ့နော်အဲလုံခဲပက်တွေဘာတွေမှာဆိုလဲဒါထူးခြားတာတွေရှိလာသေးတယ်အဲတော့အဲဥစ္စာတွေနဲ့ပတ်သက်လို့ပြောပြလို့ရတဲ့အချိန်ကျရင်လဲကျွန်တော်ပြန်ပြီးမျှဝေမှာပေါ့နော်ဒါတော့ကရှင်ပြည်နယ်ဘက်ကနောက်တစ်ခုကတော့ဒါ GNDP ပေါ့နော်အဲဒါ GNDP မှာတော့ဒါဆက်ခါဆက်စကန်နေဘောနော်စကားစကန်နေကိုစနိုက်ပါနဲ့သွားပြင်းတာဒါဗီဒီယိုလည်းတွေ့ပြီးထင်တယ်ဘောနော်စနိုက်ပါနဲ့သွားပြင်းတဲ့အချိန်မှာနှစ်လအတွင်းမှာ16ရောက်16ရောက်ရှော့နိုင်တယ်ဘောနော် အဲ19ရောက်ဆိုရင်သူကပြောသေးရဟာအဲ့ဒါနဲတာပေါ့ဗောနော်အဲဒါဒီလောက်ရေအတွက်ကဒါနဲသေးတယ်ဗောနော်မဟုတ်ဘူးနဲနဲဆိုတာဒါမရရအောင်လိုက်ရှော့နေရတာဘာဖြစ်လို့လဲဆိုတော့ဒီကောင်းနေအထဲထဲအပြင်မထွက်တော့ဘူးအဲ့ဒါထွက်လာတဲ့အချိန်ကိုစောင့်ပြီးရဆော်တာတော့မှဒီလောက်ရေအတွက်ရတာအဲအဲ့ဒါကြတော့ဒါများတယ်လို့ပြောရမှာမရရအောင်ဒီကောင်းနေပုံရှုပ်ွယ်ရှုပ်နေနေတဲ့ဂျားတွေကမှတက်ဖွဲ့တွေကမရရအောင်လိုက်ပြစ်တယ်အဲ့ဒါကြတာလေဒါခွန်အားတစ်ခုဖြစ်စေတယ်ဗောနော်ဒီကောင်းနေဘလို့မှကိုနေလို့ထိုင်လို့မရတော့ဘူးဆိုတော့ကြောက်စိတ်တွေဝင်နေတော့ပြီးတော့ဒီရှေ့မှာလေဒါဘောလခဲယင်နီပေါ့ ဒါကာကင်းကုန်းပေါ့နော်ရိုးစာကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိတယ်အဲလိုတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ချိန်မှာအဲဆက်ကဆအလောင်း20 20ထက်အထက်ပဲရှိမှာပေါ့နော်ဘာလို့လဲဆိုတော့ဝေးရနေလှမ်းပြီးရရှိတဲ့ချိန်မှာဘယ်တဲ့ဒါ20ကျော်လောက်ပြီးနေတယ်ပေါ့တမ်းရှူတော့ပေါ့နောက်တတိယနေ့မှာတော့အာနာသိစီကောင်းဆောင်ရဲ့နိုင်ငံတော်ဝန်လေချောင်းတိုက်ခိုက်မှုများစတက်ပြုလုပ်ပြီးတော့အာနာသိမိချိန်မှာပြီးခဲ့တဲ့မေလကုန်ထိလေချောင်းတိုက်ခိုက်မှုကြောင့်လေးငင်များပေါင်းဝင်တည်ဆုံးသူ3100ရှိခဲ့ပြီးဘုဒ္ဓညွေအစိုးရ NUG လူခွေရေးဌာနကထုတ်ပြန်ထားပါတယ် လေးငယ်460ကျော်ပါဝင်ပြည်သူ3100ကျော်တည်ဆုံးခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ဒီဆုံးရည်ထဲမှာအသက်18ရောက်ကလေးသူငယ်466ဦးပါဝင်ပြီးဒဏ်ရာသူတွေထဲမှာတော့ကလေးသူငယ်918ဦးပါဝင်တယ်လို့လည်းဝန်ကြီးဌာနကဒီပေးပြောကြားထားပါတယ်။မြကြီးနာဘက်ကနေစာပြီးရေးတွေကြီးလာပြီးဆိုတော့တရားဝီမြက်ကအော်ကြတော့မှာပေါ့ဗျာဒုက္ခတွေဒုက္ခတွေပြတ်ထားလိုက်ပါသူကိစ္စသူရှင်းလိုက်ပြီးသူပြည်သူနဲ့အရင်လက်လက်ကြည့်နေတယ်အဲ့တော့ ်မင်းပါတော်လှဲ့ကြည့်နေတာဟုတ်ပြီပြီကြယ်ကြယ်ဆိုစစ်သားတွေမတုံးပါဟမ်စစ်သားတွေစစ်တိုက်ခိုင်းမှာဟုတ်တယ်နော်ငရင်လှုပ်လို့လဲစစ်သားတွေမတုံးပါနဲ့သူကိစ္စသူလှုပ်လို့စစ်သားတွေကိုစစ်တိုက်ခိုင်းမှာစစ်တိုက်ပါအာဆောင်နေတဲ့ရခိုင်တို့ဘာတို့လဲတိုက်ပါဟမ်အဆောက်ထုံးမြန်နိုင်ဟမ်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့စစ်သားတွေစစ်တိုက်တာပဲကောင်းပါတယ်သူတို့လည်းလူတွေပဲပြည်သူဆိုလည်းလူပဲစစ်သားလည်း ီကောင်းကြီးကိုမိရင်တော့ဒီကောင်းကြီးရဲ့ဗီဒီယိုတွေပြန်ပြန်ပြရပြီးဒီကောင်းကိုကြိတ်ပေးရမှာနော်အဲ့တော့သူ့ရဲ့ကိစ္စသူ့နေသူ့ရဲ့ကိစ္စသူ့ပဲလုပ်ပါစေဟွန်းနော်အဲ့တော့အာရခတတ်တော်ကြီးကနေရခိုင်ပြည်ဟမ်ရခိုင်နိုင်ငံတော်ကြီးထောင်မယ်ဆောက်ယူတယ်ရခိုင်နေဘလောက်အားလဲခင်ဗျားတို့သိလားဟမ်ပြည်လေကန်းစားနေပြည်လေကြီးတင်မော်ကြီးမောက်ထားလို့လို့ဘာလို့လို့နဲ့ပြီးပါရီစီးပြီးပါရီမျောလာပြီးကန့်ကတ်တော့ အဲ့လွာမှာပညာရှိဆုံးရခိုင်ပေါ့ဗျတကြီးပေါ့ဟဲ့ဘာလို့မလဲဆိုဟာတီးရတဲ့ဓာတ်စီဆိုစားအမြအောင်ဒါရလာဟာဒီတွန်းပလိုက်ငါတို့ပြပါရယူမယ်အဲ့ကြတော့ဘာဖြစ်လဲဆိုတော့အဲ့ထက်မှာဘောလုံးတစ်လုံးပါလာရီထဲမှာလှုပ်စီလှုပ်စီဆိုဟာဘာကောင်းလဲမသိဘူးဝိုင်းတာဝိုင်းတာမလို့စင်းနဲ့အဲ့တော့အမဲဆုံးတကြီးပေါ့ကွာတခါတော့ဝလုံးနဲ့ပြေးရဲဘုံသူ ရေထဲမှာဆိုဘောလုံးကခုန်ဟိုးပတ်ပြေးနေရတယ်အဲ့လောက်အားရရခိုင်ရရခိုင်ပြီးထောင်းဟာရည်စရာကြီးအဲ့တော့ပြောချင်ပါတယ်ဟွန်းမင်းရတာပြောနေဟိုမှာမင်းအွန်လိုင်းကပေးရလဲကုန်ပြီခါကျင်အုံနဲ့ကထွက်လာတဲ့ဟွန်းခါကျင်လေးတို့ပဲလိုက်ပြီးတော့မတက်ပါနဲ့ခါကျင်အုံကြီးကိုမိချိုးလိုက်ပါအဲ့ဒါဆိုအထဲထဲမှာရှိတဲ့အကောင်ပေါက်လေးတွေဥတွေအကောင်ကြီးတွေပါအကုန်သေးသွားလိမ့်မယ်ဟွန်း လုတ်တင်တာအဲ့ဒီလိုလုံအောင်မိချိုရမှာအတိုက်ကိုမိချိုထွက်လာတဲ့လူပဲလိုက်တိုက်နေပါနဲ့အချိန်ကုန်တယ်အဲ့တော့ဘူခဲမှာထောက်ကြည့်လိုက်ရင်ဘယ်နေရာပါကြည့်တယ်တိနေတာပဲဗျာပြီးတော့စစ်သားတွေတိုက်ရောက်ပြီးဆိုလဲ10မျိုး10ပေါင်းလုတ်ဆိုပြီးတော့မှတခါတည်းဘာမို့လဲဒီပြီးသူဆိုတဲ့လူတွေကိုပဲတတ်ချီထွက်ပြီးရောင်းပြီးချော်စည်းနဲ့တကယ်တော့ကုတရစစ်သားတွေကြတော့အဲ့စည်းနဲ့ပြန်ဝယ်စားလို့မရဘူးဟုတ်လားတာတူတွေမွေးတယ်အကောင်တွေမွေးတယ်ပြီးတော့ဒီပြီးသူ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 နဲ့ဒါတွေနဲ့ပဲပြီးနေတယ် မလိုအပ်ပါဘူးစစ်တိုက်ပါစစ်သားစစ်တိုက်ပါဟွန်းစစ်သားတွေအရေးကြီးကြအောင်တင်းတန်းနေပေးပါစိတ်ဓာတ်တွေတက်ကြွအောင်လုပ်ပေးပါနားကျင်ခဏပြုံးနားတိုက်ဟာအဲ့လိုမျိုးဖြစ်ရမှာအခုတော့ဘယ်မှာဖြစ်ဖြစ်ခံလိုက်ရပြီကြာဆုံးသွားပြီဆိုတော့တို့တို့ရင်ထဲမှာနားရဲပြစစ်သားကြီးကွဲနေတာငါအဟုတ်ပါလို့မင်းကိုကြည့်နေမင်းကြီးကွဲနေတာပဲဟာနော်မကြားဘူးတဲ့ဟာဟမ်အဲ့တော့တမတော်ရှိလို့ဒီစကားကိုပြောမိတာဆဲကျင်တဲ့ကောင်ဆဲပါကျွန်တော်ပြန်မဆဲဘူးအကောက်ပိတ်သွားတယ်အားလုံးကျေးဇူးတင်ပါတယ် ကဲဒါတော့စစ်သားဟောင်းသူ့တို့ပြောတာပဲတော့ဆိုတော့ကြေကိုရနေရတွေ့ရပါလေအဲ33ကြိမ်မြောက်ပြည်ပြဆိုင်ရာလူသမားရေးရာမိလာကံမှာစေုပ်စုကိုရေးယူရန်ဆုံးဖြတ်ခဲ့တဲ့မြန်မာပြည်သူလူထုရဲ့အောင်ပွဲဖြစ်ကြောင်းမြို့သားညီရေးဆိုရဲ့ NGO ဥခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒေါ်လာနိုင်ငံဂျနီဘာမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့33ကြိမ်မြောက်ပြည်ပြဆိုင်ရာလူသမားရေးရာညီလာကံမှာတော့ ILO ကစေုပ်စုကိုရေးယူရန်ဆုံးဖြတ်ခြင်းကိုလည်းဖော်ပြထားပါတယ်အမိုင်းတွင်မြေဆုံးဖြတ်ချက်တစ်ချက်ချမှတ်လက်ချင်းဟာ မပီသူလူလူပေါ်တကဘာလုံးရဲ့ IRO ရုကမြက်ွက်ပြုမထားကြောင်းကိုမျက်မြင်သက်သေမြင်ရခြင်းဖြစ်ကြောင်းလည်းအသိပေးထားပါတယ် IRO ရဲ့ဆုံးဖြတ်ချက်မပီသူလူလူရဲ့အောင်ပွဲဖြစ်ပြီးမပီသူလူလူနဲ့ပေါင်းများစွာကြီးညံ့ခံရင်ဆိုင်ပြီးစစ်တရတနက်ကြီးစံမျိုးမျိုးဤမျိုးစုံနဲ့ဖိနှိပ်မှုလူသမီးများပေါ်နိုင်ကျင့်မှုများရေသားပီသူလူလူရဲ့စာသင်ကျောင်းများနဲ့ပညာသင်ကြားနေတဲ့ကလေးငယ်များပေါ်ဘုံကျက်တဲ့ခေတ်များကြားတဲ့ကကျဉ်းကျဉ်းခံရင်ဆိုင်ခြင်းမှရရှိခဲ့တဲ့ပီသူအောင်မဖြစ်လို့လေပုံပြန်ထားတာတွေ့ရှိရပါတယ်။